KFC မှာကြကြော်သွားစားတဲ့ကိုလာပဲတည်နေလို့လားဒီနေ့မှလည်းဒုတိယောက်ကဂျန်ရင်စီတီမှာရုပ်ရှင်ကြည့်ဖို့ကလည်းအချိန်ကလိုနေသေးတယ်။ဘိုက်ကလည်းတခုခုနဲ့စာနေပြီးတငယ်ချင်းကလည်းမလာသေးတော့ရုပ်တရက်လှမ်းကြည့်လိုက်တဲ့အချိန်မှာ KFC မှာဆမ်မတ်ထွက်မီနီအသေးဆက်ဆက်လေးတွေကလည်းရောက်နေတာမြင်တော့စစူးချင်းစိမ့်နဲ့ KFC ရဲ့ဝင်သွားလိုက်ပါတယ်။သူက KFC မှာဆမ်မတ်ထွက်မီနီအသက်လေးနဲ့ Aura လေးတွေမှာပြီးတော့ချိန်နာတဲ့အချိန်တိုင်းကော်တီရောက်မလာတဲ့တငယ်ချင်းကိုဟဲ့နင်ဘမလည်းငါဒီမှာ Aura ကြီးမှာပြီးွားရင်နင်မလာသေးဘူးလားဆိုပြီးတော့ဖုန်းဆက်လိုက်ပါတယ်။တငယ်ချင်းကလည်းကျွန်တော်နဲ့ပြန်အစားတောက်တွေကိုလူပြီးတော့အပီဆွဲမဲ့တငယ်ချင်းမျိုးဆိုတော့လေကြကြော့တုံးနှစ်တုံး ဲ့နှစ်ယောက်လုံးမလောက်တဲ့အတွက်ကြောင့်မီနီယိုမြင်များနဲ့ပဲနှစ်ယောက်လူစားစရာမလိုအောင်မှားလိုက်ပါတယ်။ကဲတငယ်ချင်းကလည်းပြောရင်းဆိုရင်လည်းရောက်လာပြီ။ကျွန်တော် KFC မှာသဘောကျဆုံးကတော့ကောင်နာအပြုံးချွချိုလေးနဲ့အမတွေပဲ။ဆရာဆရာအပြုံးချွရတော့တကယ်နော်။ဆိုင်ရန်ကလည်းချေချေဝန်းဝန်းလေးနဲ့ကျွန်တော်ရောက်တဲ့အချိန်မှာတခြား customer လေးတွေကလည်းမရှိသေးတော့ကြိုက်တဲ့ဝိုင်းကိုရွေးပြီးတော့အေးစစလေးချေးပြီးထိုင်လို့ရတာပေါ့။ကဲဒါဆိုလို့ရှိရင်စားပြီးတော့စားပါတော့မယ်။ချွတ်ချွတ်ရှစ်တုံးပါတယ်ဘူးကြီးတဘူးရဲ့စင်ကာပါကာပေါကွတ်တူကာရိုက်ဘောက်စ်အလူချောင်းကျော်နောက်ပြီးကျွန်တော်နှစ်ယောက်ကတငယ်ချင်းနှစ်ယောက်ထဲဆိုတော့ KFC ရဲ့တစ်ဆက် က်မီနူးဖြစ်တဲ့ဆမ်မတ်ရစ်နယ်ကဖက်ရှင်ကိုလာနဲ့ဘတာဖ ্লাই ပီချ်လေးကိုတစ်ခွက်စီမှာလိုက်ပါတယ်ကြကြော်အုံကြီးကြီးကိုတိုမက်တိုဆော့တွေအများကြီးဆမ်းပြီးတော့အားရပါရတိုက်ပြီးတော့စားရတဲ့ feeling ကိုရမ်းသဘောကျတာအပေါ်ရင်မုန်းနေတာချွတ်ချွတ်ရွာလေးနဲ့အသားလေးနူးနူးအီးအီးလေးဆိုတော့ကိုက်လိုက်တဲ့ချိန်မှာဝိုးရှဲပဲစင်ကာပါကလည်းကျွန်တော်ဆောင်းချိုက်ကိုတီလို့မှားပေးရတာဆောင်းတယောက်တည်းစားနေရဲ့ချိန်မှာတော့ဖေရမယ်ကျွန်တော်လည်းစင်ကာပါကလူပြီးတော့တိုမက်တိုဆော့လေးဆမ်းပြီးတော့စားလိုက်တာပေါ့ဆောင်းတယောက်ကလည်းဆမ်မတ်ဒရင်းကအရသာသုံးမျိုးထွက်တာဆိုတော့ raspberry face လေးရဲ့အရသာလေးကိုလည်းထွန်းကြည့်မယ်ဆိုပြီးတော့ကောင်တာမှာ raspberry face စ်တစ်ခွက်သွားမှလိုက်ပါရယ်ဖက်ရှင်ကိုစားလေးကတော့ကျွန်တော်အခုတောက်နေတဲ့အဝါရောင်လေးပါအတိတ်ကတီးတီတွေမှာလေနွေရသည်နဲ့လိုက်ပတ်ဆောင်ဖြစ်ပြီးတော့အချိုတက်ကအချင်းတက်ပါရပြီးမြင်မြတ်တတနဲ့သိရတာရှိတဲ့ပေမက်ဖြော်ရင်မှုမှုအေးအေးလေးပါချူချူချင်းရတာလေးနဲ့ဇာတိကသူပူနေတဲ့အချိန်မှာတောက်လိုက်ရတော့အရသာရှိရှိနဲ့ fresh ဖြစ်တယ်လို့ခန်းစားရပါတယ်ကျွန်တော်အခုတောက်နေတဲ့ butterfly peach လေးကလည်းချူချူချင်းမှုမှုလေးနဲ့ရိုရိုမမွန်သည်အတွက်ပူပွေပြီးချူချင်းရတာပူခဲ့တဲ့ဖြူအောင်မမွန်သည်ဖြော်ရည်လေးပါအော်ကြည့်သူရဲ့စင်ကာပါကလူစားလို့ဆိုပြီးတော့ butterfly peach လေးကိုလူယူပါတယ်အရှင်းမှာစားတော့ခဲ့တဲ့ raspberry fizz လေးကလည်းချူချင်းရ ရတာလေးနဲ့ပဲသူလည်းဆူဆူရှာရှာလေးကျွန်တော်ကတော့ summer trip သုံးခွက်လုံးအရန်ကြိုက်တယ်ကဲဒီ summer trip လေးတွေက KFC မှာတစ်ခွက်ကို၄ရက်ဝင်ချင်နေတယ်တောက်လို့ရတယ်နော်ကဲအဲ့တော့ KFC မှာချော့ချော့စားရင်လည်းကိုလာပဲတောက်မနေကြနဲ့တော့ဒီ summer trip အေးအေးလေးတွေကိုလည်းစမ်းတော့ကြည့်ကျွန်တော်ကတော့ KFC လာလို့ရှိရင်တော့ summer trip အေးအေးလေးတွေကိုထပ်ပြီးတော့တောက်အောင်မှာအခုကျွန်တော်တို့ကစားနေနေပဲရုပ်ရှင်ချင်ရလဲနီးနေပြီဆိုတော့ကျွန်တော်တင်ငယ်ချင်းတွေရုပ်ရှင်သွားကြည့်လိုက်ပါအောင်မယ်ဩကြည့်ဒါလေးတွေကိုနှုတ်ဆက်ဖို့မေ့နေတာနောက်ဗီဒီယိုလေးမှာကျွန်တော်တို့နောက်နေတူပြန်တွေ့ပါမယ်အားလုံးပဲတတား